မင်္ဂလာပါကျွန်တော်တို့အခြေခံအဆင့်အင်္ဂလိပ်စကားပြောသင်ခန်းစာတွေကိုအတိတ်ပစ္စုပန်အနာဂတ်ဆိုပြီးတော့ကာလ၃မျိုးနဲ့မှန်မှန်ကန်ကန်ပြောတတ်အောင်သင်ခန်းစာလေးတွေမျှဝေပေးနေတာဒါဒုတိယပိုင်းဖြစ်ပါတယ်ပထမပိုင်းသင်ခန်းစာလေးတွေကိုမကြည့်ရသေးဘူးဆိုရင်လည်းဒီဗီဒီယိုရဲ့ caption မှာ link လေးထည့်ပေးထားပါမယ်ဒါဆိုဒီနေ့သင်ခန်းစာလေးကိုဆက်လိုက်ကြရအောင်ပါ I read I read I will read I read ငါစာဖတ်ခဲ့တယ် I read ငါစာဖတ်တယ် I will read. yama I wrote, I write, I will write. I wrote, I write, I will write, I spoke, I speak, I will speak. I spoke, 那是个表开的？I speak. I speak ငါစကားပြောတယ် I will speak ငါစကားပြောမယ် The speaking နောက်မှာတော့အထူးသဖြင့်ဘာသာစကားကြီးထည့်ပြောလို့ရှိပါတယ် I understood I understand I will understand I understood ငါနားလည်ခဲ့တယ် I understand ငါနားလည်တယ် I will understand ငါနားလည်လာလိမ့်မယ်ဘာတွေနားလည်ခဲ့တယ်ဘာနားလည်တယ်ဘာတွေနားလည်လာမယ်ဆိုတာကိုတော့လိုအပ်သလိုထည့်ပြောလို့ရမှာဖြစ်ပါတယ် I studied. I study. I will study. I studied. Na lila kere. I study. Na lila re. I will study. Na lila me. I taught. I teach. I will teach. I taught. Na tembe kere. I teach. Na tembe re. I will teach. Na tembe me. I listened. I listen. I will listen. I listened ငါနားထောင်ခဲ့တယ် I listen ငါနားထောင်တယ် I will listen ငါနားထောင်မယ်ဒီ listen ဆိုတဲ့ကရိယာကတော့နောက်မှာတစ်ခွခုနားထောင်နေဆိုရင် to လေးပါအောင်သုံးရပါတယ်ဥမာ listen to music တခြင်းနားထောင်နေလို့ဖြစ်သွားပါတယ် I asked I ask I will ask I asked ငါမေးခဲ့တယ် I ask ငါမေးတယ် I will ask ငါမေးမယ် I answered. I answer. I will answer. I answered. 나 피게래. I answer. na 피래. I will answer. na pime. I told. I tell. I will tell. I told. 나 뾰뾰게래. I tell. 나 뾰뾰래. I will tell. na 나 뾰뾰메. Detail 也闹吗？撇撇对。 ုံပြင်တွေသုံးလေးရှိပါတယ် I talked I talk I will talk I talked ငါစကားပြောခဲ့တယ် I talk ငါစကားပြောတယ် I will talk ငါစကားပြောမယ်တူတူယောက်နဲ့စကားပြောတယ်ဆိုရင် talking နောက်မှာ to သို့မဟုတ် with သုံးလို့ရပါတယ်တခုခုအကြောင်းပြောမယ်ဆိုရင်တော့ talking နောက်မှာ about နဲ့သုံးနိုင်ပါတယ်ဥပမာ I talked to my family yesterday မနေ့ကငါငါမိသားစုနဲ့စကားပြောခဲ့တယ်။ I talk to my family every day. ငါကနေ့စဉ်မိသားစုနဲ့စကားပြောတယ်။ I will talk to my boss tomorrow. မနေ့ပြန်ငါရဲ့တထိုင်နဲ့စကားပြောမယ်။ဒါရီကတော့အတိတ်ပစ္စုပန်အနာဂတ်ဆိုတဲ့အချိန်ကာလသုံးခုမှာကရိယာလေးတွေကိုမှန်မှန်ကန်ကန်သုံးပြီးတော့အင်္ဂလိပ်စကားပြောတတ်အောင်ညွှန်ပြပေးတာဖြစ်ပါတယ်။ဆိုတော့ဒီနေ့ကျွန်တော်တို့လေ့လာလိုက်ရတဲ့အသုံးအနှုန်းလေးတွေကိုနောက်ထပ်လိုအပ်တဲ့အချက်အလက်လေးတွေဖြစ်ပြီးတော့မင်းစုတို့ကိုယ်ပိုင်ဝတ်ကြလေးတွေလည်း ရတဲ့လောက်လေး comment မှာရေးပြခဲ့ပါအောင်ဥပမာ i read ငါဖတ်ခဲ့တယ်ဘာဖတ်ခဲ့လဲဆိုတာလေးကို comment မှာရေးပြလို့ရတယ် i read ငါဖတ်တယ်လက်ရှိကိုဘာစာဖတ်တယ်ဆိုတာလေး comment မှာရေးပြလို့ရတယ် i will read ငါဖတ်မယ်ဘာစာဖတ်မယ်ဘယ်အချိန်မှာဖတ်မယ်ဆိုတာလေးကိုလည်းမိတ်ဆွေတို့ရဲ့အတွေ့အခေါ်လေးတွေကို comment မှာညွှန်ပြပေးခဲ့လို့ရပါတယ်ဒီနေ့သင်ခန်းစာလေးကထုံးစံအတိုင်းအကျိုးရှိမယ်လို့မျှော်လင့်ပါတယ် နောက်ရက်တွေမှာလည်းအခုလိုအကျိုးရှိတဲ့အင်္ဂလိပ်စကားပတ်သင်ခန်းစာလေးတွေကိုကျွန်တော်ရဲ့ Facebook page မှာ YouTube channel မှာပုံမှန်တင်ပေးနေမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးတို့တက်ကြပါစေ။ Thank you for watching.